67 resistant ARC မှန်ကိန်းကြောင့်ငွေကျဘီလီယံ100ကျော်အကျွေးတင်ခဲ့တဲ့အတွက်ပြည်သူ့ရှေ့ဆောင်ပါတီပြည်သူ့လုံးဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ဟာစစ်ကောင်မရှင်လုံးမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှိမြန်ခွင့်မရတော့ပါဘူး။ကိုစလန်လောင်းရည်ချင်းပြန့်ယွန်းတဲ့အတွက်ဒေါ်သက်သက်ခိုင်ရွေးကောက်ပွဲရှေ့ပြိုင်ခွင့်မရဘူးလို့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကသတင်းတွေထွက်ပေါ်နေချိန် အခုရန်ကုန်68 resistance ARC မကင်းအကျွေးကိစ္စပေါက်ထွက်ခဲ့တာကြောင့်စစ်ကောင်ရှိရုပ်ောက်ပဲကောင်ရှင်ဘက်မှကြီးညာနဲ့ကိုယ်စလောင်းစင်းမှာတူမနာမည်မပါဝင်တော့တာပါစစ်ကောင်မရှင်ရဲ့ရန်ကုန်တိုင်းရွေးကောက်ပွဲကောင်မရှင်ဖွဲ့ကကကနန်ဦးချိန်ညာတဲ့အမလောင်းစင်းမှာဒေါ်သက်သက်ခိုင်နံပါတ်ပါဝင်ခဲ့ပေမဲ့ပြည်သူရွေးကောက်ပွဲကောင်မရှင်ရဲ့အပြီးသက်ထုတ်ပြန်ချက်တွင်မပါလာတော့တာလို့ BBC မြန်မာပိုင်းသတင်းမှာဖော်ပြခဲ့ပါတယ် ကဘာအီဖီအားလန်နဲ့ဆီယာဆန်လန်တော့က68 resistant air စီမံကိန်းဟာ2023ခုနှစ်နှစ်စံပိုင်းမှာကမ္ဘောဇာဘန်ထံမှာငွေကျပ်ဘီလျံ100ကျော်ချင်းငါပြီးဒေါ်သက်သက်ခိုင်နဲ့အမျိုးသားဥအောင်ကျော်ဝင်းတို့အတူဥဆောင်လှုပ်ဆောင်နေတာဖြစ်ပေမဲ့လက်ရှိချိန်ထိအခြေမီမပြီးစီးတဲ့အတွက်အခက်အနိုင်တာမရှိတာကြောင့်ငွေကြေးအကျွေးတင်ကိစ္စရဲ့ကြုံတွင်းခဲ့တာလို့ရန်ကုန်ခေတ်သတင်းဌာနမှထပ်မံဖော်ပြလာပါတယ်။ ဲ့ဒီကိစ္စရဟာစစ်ကောင်မရှင်ယူကောက်ပွဲကောက်မရှင်ရဲ့လွတ်တော်60လောင်းအရေးချင်းတတ်မှတ်ချက်လူမွေးအဖြစ်အနေနဲ့တက်ရောက်နေပြီးတော့အကျွေးပြန်လည်မဆက်နိုင်ပါကလူမွေးစင်းဝင်သွားနိုင်တာကြောင့်စစ်ကောင်မရှင်ယူကောက်ဖွဲ့တဲ့ဝေရောက်ရှိမြန်နိုင်မှာမဟုတ်တော့ဘူးလို့နိုင်ငံရေးကျွမ်းကျင်သူတွေကတုံ့တက်ပြောဆိုပါတယ်။ဒေါက်တာခန်လွတ်တော်60လောင်းကနေပြေချခံရတာနဲ့ပတ်သက်လို့လူမြန်မာက ပြည်သူ့ရှေ့ဆောင်ပါတီပြည်တော်လုံးယုံထံ ုံးဖြင့်ဆက်သွယ်ခဲ့ပေမဲ့လက်ရှိချိန်ထိပြန်လည်ဖြည့်ဆို့လာတာမရှိသေးပါဘူး။ဒေါ်သက်သက်ခိုင်ဟာ2015မှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီရဲ့တကုံမျိုးနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်အနိုင်ရရှိခဲ့ကာ2019မှာ NLD ပါတီမှနှောက်ထွက်ခဲ့ပါတယ်။2019မှာပြည်ထောင်လုံးပြည်သူ့ရှေ့ဆောင်ပါတီထူထောင်ခဲ့ပြီး2010ရွေးကောက်ပွဲမှာ တနင်္ဂနွေနေ့ပါဝင်ပြိုင်ခဲ့ပေမဲ့အမှတ်နေရာတစ်ခုမှအနိုင်ရကြီးမရှိခဲ့ပါဘူး။ဆီယနာတည်ယူခဲ့တဲ့2021မှာ စစ်ကောင်စီလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်နယ်နေရာချတာရေးဝန်ကြီးနဲ့2023ဩဂုတ်လမှာဟိုတယ်နဲ့ခီးသွားတာရေးဝန်ကြီးဌာနပြည်သူ့စုဝန်ကြီးအနေဖြင့်တောင်းယူခဲ့ပြီးအခုနှစ်နှစ်ဆန်းပိုင်းဇန်နဝါရီလ31ရက်မှာဝန်ကြီးချုပ်တွေကိုစစ်ကောင်မရှင်မှအနာပေးခဲ့ပါတယ် လာမယ့်စစ်ကောင်မရှင်ရွေးကောက်ပွဲမှာပြည်သူ့ရှေ့ဆောင်ပါတီပြည်သူ့လုံးကနေဒေါ်သက်ခိုင်ဟာရန်ကုန်တိုင်းမျိုးသားလွှတ်တော်မဲဆန္ဒနဲ့အမှတ်နှစ်မှာဝေရောက်ရှင်ပြဖို့ကြိုးပမ်းခဲ့ကမဲဆန္ဒအနေနဲ့ပဟန်းကမာယိုအလုံးစမ်းကြောင်ချစ်မြတ်တိုင်းလှိုင်မယန်းကုန်းနဲ့မြောက်ကလာပါမြို့နယ်တို့ပါဝင်ထားပါတယ်။